နေနေမွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာအပြိုင်ဆိုင်အလုံးကိုကြော်တော့အောင်မြင်မယ်ရှင်မန်းချက်မြန်မာစွာထားပြီးတိုးတက်မှုကိုဖန်တီးနိုင်တယ်ရှင်ပြိုင်မှုအလုံးကိုကြော်လွားပြီးဘဝတိုးတက်မယ်ကာလရှိချာဆိုင်ရနေတဲ့လူမှန်သမျှကို အောင်မြောင်ဆွဲနိုင်စွာရှိတယ်။ကိုယ်ပိုင်ယက်တီချက်နဲ့ဒုက္ခဉ္စရဲ့အနစ်သာရကိုရမယ်။တိုးတက်မှုအောင်မြင်မှုတို့ရဲ့အနစ်သာရကိုရမယ်။ပညာတတ်ကို သုံးချနိုင်မယ်။ဝေဝေနဲ့ဝေထွက်တယ်မမြဲဘူး။ကိုယ်ကိစ္စတဲ့သူတော်ကိစ္စတွေကိုဦးစားပေးပြီးလုပ်ရမယ်။လုံးသမျှလူသိရှင်ကြားဖြစ်မယ်။ညှို့ဝဲ့ရမရဘူး။စံအရင်းနေရာကောင်းသောကံကြမ္မာနဲ့တိုးတက်မှုဖြစ်တည်တွားမှုတွေ ဆက်ချောင်းရင်းနေရရန်တိုက်ခဏနေထိတ်တိုက်တွေ့ရတတ်တယ်။အနောက်တောင်ရက်ကိုဥတီသွားစရာနေဖြစ်တတ်တယ်မနေ့9နိုင်နေ10နိုင်ခွဲတွင်သတိထား။19ရက်နေ့ကမိကောင်းဆွေကောင်းတောက်ခုရမယ်လူလေးယောက်အတူတူကခီးသွားခြင်းမပြုရဘူး။အနောက်ရက်ကိုဥတီသွားစရာနေကူးဆက်ရမယ်။နေ့တနိုင်ခွဲနေ့ညနေ3နိုင်တွင် အသွာလာကူးဆက်ရမယ်။16ရက်နေ့မှာ ထူးခြားသောကံပွဲ့မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းတို့ကကြိုးပေးခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်စကောရဲ့နေ့မှာရဝေးမှကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းသတင်းစကားတွေကြုံမယ်20ရက်နေ့မှာဝိတေကံကောင်းမဲ့လက်ဖွဲ့မယ်အလိုရှိရာပြည့်စုံမယ်21ရက်နေ့မှာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံမယ်အနောက်ရက်ကိုဒီစွာစရာနေ့ရှိတဲ့တဲ့မနစ်ညနေ့ တဏ္ဍာရင်ခွဲကနေညနေသောတိုင်းတွေကိုအသွာလာနေတိုင်းကျူဆယ်မယ်အဲ့ဒီကဓနသိတိနဲ့ခါဆန့်ရှင်သော နေ့တစ်ခုလည်းဖြစ်ပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်တော်ရှဲဖြစ်တတ်တယ် တလေးကိုကနန်းနေကြိုးပေးပါတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါဂျွန်လ20ရက်နေ့မှာပတ်စံအကျွေစိတ်30ကိုပလတ်စတစ်လေးတစ်ခုထဲမှာထည့်ပိတ်ပြီးတော့ပတ်စံထည့်ထည့်ပြီးစောင်းထားပေးပါချိုးချစွာငွေချေကံကောင်းခြင်းနဲ့လက်ဝင်ခြင်းနဲ့အနာဂတ်မှာဖြစ်ပေါ်လာပါလိမ့်မယ် ကျေးဇူးတင်ပါတယ်တနင်္လာနေ့ဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းကာလရံများမယ်တိုက်ခတ်များမယ်စေဒနာဝေဒနာဖြစ်မယ် တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပြင်ရွေးမယ်တွက်ဆထားတာနဲ့လက်တွေ့ကွာဟမယ်ရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ငွေချေးပေးယူကိစ္စတွေမှာအငင်းပွားစရာကြုံမယ်တပားသူကြောင့်မိမိရည်ရွယ်ချက်တွေမှာနှောင့်နှေးကြံ့ကြာခြင်းကြုံမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်ရန်နောက်ဆက်တင်နဲ့ထိတ်တိုက်တွေ့မယ်အတိုက်ခံကြတဲ့မှာဘဝတိုးတက်မှုတွေကိုဖန်ပြယူခြင်းကိုချုပ်တွေ့နိုင်တယ် 15ရက်နေ့မှာပြဿနာများတဲ့နေ့စိတ်နှောင့်ယှက်များတဲ့နေ့ဖြစ်တယ်။16ရက်နေ့ကမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝကံတိုးတက်ခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းရှိ။အဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုဒီသွားစေတဲ့ရှိတတ်တဲ့မနေ့ကိုးနိုင်တဲ့စေတိုင်းခွဲတွင်သွားလာယူဆက်မယ်။16ရက်နေ့ကတော့လူမျိုးခွဲအချိုးပေးခြင်းပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်ခြင်းနဲ့ရှိမယ်။ ဆက်ရှိရဲ့နေရာငွေစုလိုက်ဝင်မယ်မထင်မှတ်ဖဲဒုစမြအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ရှိ19ရက်နေ့မှာအထင်မှားခံရတဲ့19ရက်နေ့မှာလူမျိုးခွဲချိုးပေးမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်ဝေးကြီးကလုပ်ငန်းကံကောင်းခြင်းချိုးမယ်ဆက်ရှိရဲ့နေ့မှာငွေကြီးကံကောင်းမယ်လက်ပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ် စကိုရဲ့နေမှာမတော်တဆထိခိုက်မှန်တွေကြိုးဆက်ရမယ်။မှန်တာနဲ့လက်တွေ့ခွာမယ်။စိတ်နှောင့်ဆက်တွေများမယ်။20ရဲ့နေမှာပေါ်ပေါက်လာတဲ့အခွင့်အရေးတွေကိုလက်တွေ့သုံးချပြီးတော့တိုးတက်မှုရှာမယ်။ရံများမယ်။အတိုက်ခံတဲ့ထိတ်တိုက်တွေ့မယ်။20ရဲ့နေမှာမတော်တဆထိခိုက်မှန်တွေကို အထူးပြုပြီးကြိုးဆက်ရမယ်။ အနောက်ရက်ကိုဒီသွားစရာနေရှိတဲ့တဲ့နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်သွားလာကြည့်ဆက်ရမယ်။အဲ့ဒီ၂၀ရက်နေ့ကဒနာသီတိနဲ့ကစမ်းရှင်တဲ့နေ့လည်းဖြစ်တဲ့အတွက်လက်ပွင့်ကပွင့်စီခြင်းတွေအတွက်စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိမယ်။ဒီကလာတော်တွင်မှာတနင်္လာနေ့သောက်ချာနေ့ဗုဒ္ဓနေ့ဝေသူတွေကို ကောင်းချူပေးမယ် တနည်းကတွင်နေငါနေမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။ငါခုကိုကနန်းနေအကျိုးပေးတယ်။အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့အရောက်များဖြင့် သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်ပါ။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်အဖြူရောင်ပတ်ဝန်းတို့ကိုဖျားကတ်သူပူဇော်ပြီးတို့ရာဆုတောင်းပါ။ယေရှုတည်ပါတယ်။ အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့တော်တွင်မှာအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြမာခြင်းတွေရှိမယ်အလုံးစင်တိုးတက်မယ်လောဘကွေပုံပုံရရှိမယ် ရာဓုစင်တုတ်တယ်မယ်အခဲခဲဖြည့်ရှင်းနိုင်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်လူမျိုးခွဲအကျိုးပေးမယ်လုပ်ငန်းမရှိသူ လုပ်ငန်းရမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှလည်းအကျိုးမြတ်ကောင်းစွာရရှိမယ်ပေါ်ပေါက်လာတဲ့စေကုဉာဏ်တို့ကိုလက်တွေ့ခံတဲ့ပေါ်ရန်တင့်တော်တယ်အလုံးရှာခြင်းလုံးလျှောက်ခြင်းတွေ့ကောင်းတယ်ပြိုရွယ်သူတွေမှစွန့်ဝင်တယ်ဝေကြီးကိစ္စတွေမှာမြုံနယ်လိုက်ရင် ထူးခြားတဲ့ကျိုးဆက်တွေရရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်15ရည်နှစ်မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ရှိ16ရည်နှစ်မှာရှင်ပြိုင်မှုအောင်မြင်မဲ့ဝေဖတ်မတည်မှုတိုက်ခတ်များမဲ့မတော်တဆထိခိုက်မှန်နေရုံနဲ့ကျူဆက်ရမှာပေါ့အနောက်တောင်ရောက်ကုန်တည်သွားစရာညင်းရှိတတ်တယ်။ဒါနဲ့ 9နိုင်နဲ့10နိုင်ခွဲတွင်သွားလာယူဆမယ်18ရက်နေ့မှာရံများမဲ့တိုက်ခတ်များမဲ့ထင်လွဲမှုတွေဖြစ်ရှင်းရတဲ့တဲ့စိတ်ရှုပ်ထွေးရတဲ့တဲ့18ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ယူရမယ်မထင်မှာပဲအမျိုးသမီးမိတ်ဆွေတီတီကက်ထူအကူညီရပြီးတော့ဘဝကံတက်လန်းလုပ်ငန်းတက်လန်းဖွင့်သွားမယ်စကောရည်နေမှာခီးကိစ္စဆင်ပြင်းမယ် လူမျိုးခွဲအကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လို့ဆင်ပြေမယ်ပစ္စည်းပြောက်တတ်တယ်20ရက်နေ့မှာငွေကြေးကံကောင်းမယ်လက်ဖွဲ့မယ်လိုရာပြည့်စုံမယ်ဘဝတွတ်တဲ့ရရာဆင်ပြေမယ်21ရက်နေ့မှာသေစားထိခိုက်မှန်တဲ့ကျူဆက်ရမယ်ရံများခြင်းနဲ့မတော်တဆညံ့ဖြစ်ပေါ်တတ်ခြင်းတွေကျူဆက်ရမယ်အနောက်ရကုတ်ဒီသွားစရာနေရှိတတ်တဲ့နေ့တနိုင်ခွဲနဲ့သွားနိုင်သုံးနိုင်တွင် သွားလာနေတိုင်း အထူးပြုပြီးကျူဆိုင်ရမှာဖြစ်တယ်။အဲ့ဒီ20ရက်နေ့ဂျူနာဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်။အကျွေးစေ20ကို အမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပေးပါ။ဒီကာလအတော်တွင်းမှာသာသာပတိနေဗုဒ္ဓနေအင်္ဂါနေဝိသုရိကောင်းကျိုးပေးပြီးတော့တင်းတင်းလာသောချာဝိသုရိဒုက္ခပေးမယ်။36ခုကဏ္ဍနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်မိခိုးရင်ရောင်တို့ကိုဝိသုသောဆွဲပြီး အလိုရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီဝင်တွေတွေဘုရားကတူပူဇော်ပြီးအလိုရှိရာဆုတောင်းရင်ဆုတောင်းပြေပါတယ်ကျေးဇူးတင်ပါတယ်ဘုသူနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျူနာ15ရက်ကနေစပြီးတော့27ရက်နေ့အတော်တွေမှာရှင်မချက်ရွယ်ချက်တရားမြင်မယ်ဝေကြီးကကောင်းမယ်လက်ဖွဲ့မယ် စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တုံလုပ်ငန်းကျင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးရမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ကျမ်းမင်းတဲ့ငယ်ချူကြမယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထာကူညီရမယ်စားပွင့်ခြင်းအိမ်တော်ကံကောင်းခြင်းအိမ်တော်ရင်းနဲ့ပတ်သက်သော ဆုံးဖြတ်ခြင်းအခြေအနေနဲ့ပတ်သက်သောဆုံးဖြတ်ခြင်းချမ်းမြေခြင်းတွေကြုံမယ်အလုပ်ကိစ္စဆောင်ရွက်စဉ်ပြင်ပြီးကြီးကဲမြတ်ထံက ကောင်းသော၆ခုရမယ်ဘဝတိုးတက်မှုနဲ့ကံမြတ်မှမှုတွေရှိမယ်15ရက်နေ့မှာကိုလိုသမျှအောင်မြင်မှုနဲ့တိုးတက်မှုရှိ16ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့မတော်စရည်ကျူးဆက်ရမယ်ရန်တက်ခဏနဲ့ထိတ်ထိုက်တွေ့မယ်အနောက်တော်ရကုန်တည်သွားစရည်ရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာကျူးဆက်ရမယ် 18ခုနှစ်မှာငွေချေးခံတုံငန်းကစီးပွားခံထူကောင်းပြီးထုတ်တက်တဲ့ကံနေပေါ်မယ်။18ခုနှစ်မှာရန်တိုက်ခံတဲ့တွေ့တတ်တဲ့လှည့်စားသူတွေနဲ့တွေ့တတ်တဲ့19ခုနှစ်မှာကိုယ်ပိုင်ဆုံးဖြတ်ချက်တွေရှေ့တို့လောက်ကန်ခြင်းတွေကြိုးပေးပြီးထုတ်တက်မယ်။အထူးကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့20ခုနှစ်မှာရန်ပဋိပက္ခိုင်နဲ့ထိတ်တိုက်တွေ့မယ်။သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်ကြီးမားချက်တွေမှနှောင့်နှေးမယ်။21ခုနှစ်ရတော့ အရာရာစင်ပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြမာခြင်းရှိမယ်ဒါပေမဲ့အနောက်ရကုန်တည်သွားစေနေရှိတတ်တဲ့နေဖြစ်တဲ့ပတောသတ်နေအထုသတိထားမယ်နေတဏ္ဍင်ခွဲနေညနေသုံးနိုင်တွင်အသွာလန်နေတိုင်းယူဆမယ်အဲ့ဒီမှာတဏ္ဍသိတိနဲ့ကစမ်းရှင်တဲ့နေဖြစ်တဲ့ပိုက်ဆက်တထောင်တန်တည်းကိုမွေးနေတာပြန်ပြီးတော့လူနဲ့ဆောင်ပေးလိုက်ပါ တနင်္လာနေ့သောချန်နေ့ကနေ့မွေးသူတွေကောက်ကျုပ်ပြေးပြီးတော့ဂျာသာပရိစနေနေ့မွေးသူများချောင်းစိန်အောင်ရှယ်ဖြစ်တတ်ပါတယ်369ကုကနန်းနေ့ကျိုးပြေးပါတယ်ပန်းရောင်နေရောင်ကျသွေးရောင်တို့ဝတ်ပြီးလိုရှိရာကိစ္စဆောင်ရွက်ပါဝေကြီးလူငယ်ရည်အားစကောင်းခြင်းကံတွေရဖို့အတွက်ပန်းရောင်ပန်းဝင်နေသည့်ဖျားကတ်လူပူဇော်ပြီးလိုရဆုတောင်းပါယေရှုတည်းမှာဇာသာပတိနေမွေးသူအလုံး မင်္ဂလာပါ2025ဇူလ15ရက်ကနေ21ရက်နေ့တော်တွင်မှာစူပေါင်းလုပ်ငန်းကျိုးပင်မဲ့မိကောင်းဆွေကောင်းတောက်ကူရမယ်ရည်မှန်းချက်တွေအောင်မြင်မယ်စမ်းပွဲမဲ့လိုရာပြည့်စုံမဲ့ဘဝတိုးတက်မဲ့ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ကံမြမာခြင်းရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသောတိုးတက်သောစကားချုံမယ်မင်္ဂလာကိစ္စများပံဝင်ပတ်သက်ရတတ်တယ် ရှင်မချက်စစ်တွေရေဝဲချက်စစ်တွေထူးထူးခြားခြားအောင်မြင်မယ်ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍထူးထူးခြားခြားတိုးတက်မယ်ဒီတပတ်အတွင်းမှာမင်္ဂလာဆောင်ဖိတ်စာတစ်ခု ဖိတ်ကြားခံရရင်အဲ့ဒီမင်္ဂလာဆောင်ဖိတ်စာကိုသေချာသိမ်းဆဲထားပါအင်မတန်လက်ပွင့်စေတဲ့ကံပွင့်စေတဲ့ထူးခြားတဲ့ကံတွေပေါ်ပေါက်လာတယ်ထူးခြားတဲ့မင်္ဂလာရေးရာတွေဖြစ်ပေါ်လာနိုင်တယ်အဓိက15ရက်နေ့မှာစူပေါင်းလုပ်ငန်းကျိုးပဲမေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်16ရက်နေ့မှာသက်စာဖောက်ခံရတဲ့ လူလိန်လူကောက်တွေ့တဲ့တဲ့မတော်တဆနေကိုလည်းအထုပြုဂယုဆက်ရလိမ့်မယ်အနောက်တောင်ရောက်ကိုသွားစင်အနေရှိတဲ့တဲ့မနေ့ကိုနိုင်နဲ့ဆယ်နိုင်ခွဲတွင်သွားလာဂယုဆက်မယ်၁၈ရက်နေ့လုံးသမျှအစဉ်ပြေသွားမယ်အောင်မြင်သွားမယ်မိကောင်းဆွေကောင်းထောက်ခွေရမယ်၁၈ရက်နေ့မှာရံများမယ်မတော်တဆနေကယုဆက်ရမယ်ညာချင်ညာလဲမှာသေစားထိခဲ့မှုဖြစ်တတ်တယ်၁၉ရက်နေ့ဟာ အရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းဆုံးဖြတ်ချက်ပံ့ခြင်းရှိမယ်20ရင်းဒီမှာလုံးဝမလုံတော့ဘူးလို့ဆုံးဖြတ်တဲ့ကိစ္စပြန်လို့ဖြစ်လိမ့်မယ်ရတ္တန်နဲ့လူတွေပြန်လဲစတင်လိမ့်မယ်21ရင်းဒီဟာကံကောင်းခြင်းလက်ပွင့်ခြင်းနဲ့တိုက်ဆိုင်နေတဲ့ဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့အဲ့ဒီမှာပိုက်ဆံတရွက်ကိုအမွှေးနှံစာပြန်ပြီးလူနဲ့ဆောင်လုံးသမ ्या လဲကောင်းတယ်ဒါပေမဲ့အဲ့ဒီနေ့မှာ မတော်တဆထိခိုက်မှန်တည်းကိုအနောက်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တယ်။နေတဏ္ဍာရွယ်နဲ့သုံးနိုင်တွင်သွားလာနေထိုင်ဂယုစိုက်ရမှာဖြစ်တယ်။တနည်းလာနေရင်ကနေတောက်ချနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသပတိနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်ညောင်ချက်သွေးရောင်တို့သုံးမှာ3 6 9ခန်းနေသုံးမှာပန်းရောင်ပန်းပွဲဖျက်ကတ်လို့ပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေးပါမယ်။ကျေးဇူးတင်ပါတယ်။ တောက်ချန်နေမွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းမှာငွေကြေးကံကောင်းမယ်လူရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝရည်မှန်းချက်တွေရှေ့တွန်းလုပ်ပြီးတိုးတက်သွားမယ်အခက်အခဲဘလောက်ရှိရှိဒီချိန်မှာအားလုံးကိုချော်လွှားပြီးတလန်းရအောင်ဗန်နီတိုင်းလေး ဇတ်တဲ့နေလူတွေပြန်လဲစတင်နေဆိုင်ငံထားတဲ့လူတွေပြန်လဲဆင်းပြေမယ်ပိတ်နေတဲ့လမ်းကြောင်းကုန်ပြန်ပွဲမယ်ကိုယ်ပိုင်ယက်တီချင်းနဲ့ဘဝတွတ်တဲ့မှုရဲ့နှစ်သာရတွေအထူးတလည်းကောင်းသောနေထားနဲ့တွတ်တဲ့တခါနေဖြင့်ပေါ်ပေါက်ကျိုးပေးသွားမယ်သူတမန်နဲ့ကိုယ်နဲ့ကြာမတူတဲ့ရှုတော့နေရာနေတွေးပြီးလှုပ်လိုက်တာတွေကနေတွတ်တဲ့တဲ့လမ်းကြောင်းနေကိုယ်ထံရောက်လာမှာ15ရင်းနေ့မှာ ဝေကြီးခံကောင်းမဲ့လက်ဖွဲ့မဲ့16ရင်းနေမှာမတော်တဆနေကိစ္စအမင်းရန်တိုက်ခံနေဖြစ်တတ်တဲ့အနောက်တောင်ရက်ကိုတီသွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြသတိထားမယ်16ရင်းနေမှာလက်ဖွဲ့ကံဝင်ခြင်းနဲ့အခက်ခဲပြည်လည်ခြင်းတွေရှိမယ်16ရင်းနေမှာ မထင်မှတ်ဖဲငွေဝင်မဲ့ရန်တော့ဖြစ်ရတတ်တယ်ပฏิပက္ခရှိတတ်တယ်၁၉ရက်နေ့မှာမထင်မှတ်ပဲတို့ရပြည့်စုံခြင်းနဲ့တိုးတက်ခြင်းနဲ့ပုံမဲ့၂၀ ယနေ့မှာရတ္တနဲ့လှုပ်တယ်ပြန်လဲစခြင်းရပိုင်ခွင့်ပြန်လဲရရှိခြင်းကြောင့်ပဲ၂၁ရက်နေ့မှာမတော်တဆတိခဲ့ပွင့်နေကြိုးဆက်ရမယ်အဲ့ဒီကဓနသိတိနဲ့ခန့်နဲ့ဆန်းရှင်တဲ့နေ့လည်းဖြစ်တဲ့အဲ့ဒီမှာဝိဆက်ကုတရက်ကိုအမွေးနန္ဒာဖြန်ပြီးလူနဲ့ဆောင်အဲ့ဒီမှာမတော်ဆတ်နေကအနောက်ရက်ကိုတည်သွားစေတဲ့ရှိတဲ့တဲ့နေကင်းတနိုင်ခွဲနဲ့သုံးနိုင်ခွဲ သုံးနိုင်တွင်မှသတိထားနေခင်းတနိုင်ခွဲနဲ့သုံးနိုင်တွင်မှသတိထားပါအနည်းရှိတတ်တယ်တနေ့တာကာလအတော်တွင်မှစီဝလက်လာပါတရားတော့ကောင်းပါမယ်အဲ့ဒီချိန်လေးကိုပဲနေငယ်အညာရှိတာပါဒီတပတ်တာကာလအတွင်းမှာတနည်းလာနေကြာသာပတိနေဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးမယ်တနည်းငယ်တွေစနေမွေးသူများကြောင့်စေနာဆက်တိရှိတတ်တယ် တင်ငါကိုကနန်းနေချိုးပြီးတယ်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်နေသုံးပြီးလို့ရှိရကိစ္စဆောင်ရနေတယ်အဖြူရောင်နဲ့ကဲ့မှာတထဲကို အမွေးနှံ့သာပြန်ပြီးလူနဲ့ဆောင်မှာ ကောင်းခြင်းခံနေရပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ 19ရက်နေ့ကနေ21ရက်နေ့တော်တွင်မှာဆုံးဖြတ်ချက်မှန်ကန်မယ်ရပိုင်권ပြန်ရမယ်ခရီးကံကောင်းမယ်ယင်းဤသူများနဲ့စကားများတတ်တဲ့အပြန်ဆိုင်တတ်ခင်နေတဲ့ထိတိုက်တွေ့မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးဥတီချက်ပြောင်းခြင်းကြိုးပြခြင်းရှိမယ်လူမျိုးခွဲကြိုးပြမယ်19ရက်နေ့မှာရန်နဲ့ရှင်ပြီးလောက်ရမယ်အယူဆမတူသူတွေတွေ့ရတဲ့16ရက်နေ့က ရာရာစင်ပြေပဲကံကောင်းမဲ့တို့ရာပြည့်စုံမဲ့16ရက်နေ့မှာလို့ဘုကိစ္စဘုရင်ကြုံမဲ့ရှင်ပြန်မှုအောင်မြင်မဲ့17ရက်နေ့မှာရန်တိုက်ခံတဲ့ကြုံမဲ့အထင်မှမှုတွေဖြစ်ရှင်းရမဲ့19ရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းတွေကြုံမဲ့20ရက်နေ့ခရီးကံကောင်းမဲ့လူမျိုးခွဲကြိုးပေးမဲ့အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမဲ့20ရက်နေ့မှာငွေရေးခြေကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းတို့ကို ကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကလာအတွင်းမှာအထုသတိထားမယ်ရဲ့နှစ်ရက်ရှိပါတယ်ဘတော်ရဆန်ရဲ့ဖြစ်တတ်တဲ့ရဲ့16ရက်နေ့ဇူလအဲ့ဒီမှာအနောက်တောင်ရက်ကုန်တီသွားစေနေရှိတတ်ပါတယ်မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းဖြစ်ပါတယ်21ရက်နေ့မှာတခါအနောက်ရက်ကုန်တီသွားစေနေဖြစ်တတ်တဲ့နေ့တနိုင်ခွဲနဲ့ညနေ3နိုင်အတွင်းဖြစ်ပါတယ် အဲ့ဒီ20တည်းနေ့မှာထူကြချက်နောက်တစ်ခုကဒနာသိတိနဲ့ခက်စမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာလက်ပွင့်ကပ်ပွင့်စီရပိုက်ဆံကြွေစေးတို့ကို30ကို plastic တဲ့ထည့်ပြီးလူနဲ့ဆောင်ပေးထူးထူးခြားခြားကောင်းတဲ့နေသားရှိဒီကလာတပတ်တာအတွင်းတနင်္ဂနွေသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ဂျာသပရိနေ့မွေးသူများကြောင့်စိန်နောက်ချက်တွေကတိကောင်းနေဖြစ်တတ်တဲ့နှစ်ခုခုကနန်းနေ့ကျိုးပေးတဲ့ အဖြူရောင်ဆင်းရောင်မိခိုရောင်တို့ကိုဝိစေသောင်းဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရပါအဖြူပန်းဝင်လေးတွေဖျားကတ်တူပြီးတော့လိုရာဆန္ဒပြုပါထူးထူးခြားခြားကံကောင်းပါမယ်ကျေးဇူးတင်ပါတယ်